ားလုံးမင်္ဂလာပါရေဝရှင်လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ November 4ရက်နေ့ဒီကနေ့မှာကျွန်တော်ရဲ့မိသားစုဝင်တွေကိုတင်ပြပေးချင်တာကမမတာပါတီဥက္ကရာကမိမနဲ့ရံဖြစ်ပြီးတော့တနက်ပြစ်ဖောက်လိုက်တယ်ဆိုတော့မောင်မြန်ခြေဆိုင်မြို့သားကျိုးစီပေါ်တိုးတက်ရေးပါတီဥက္ကရာတန့်စော်ဆိုရဲကောင်သူနဲ့သူမိမကမကြမကြရံဖြစ်တတ်တာပါ သူမိမနဲ့ရံဖြစ်တာတော့မှချင်းချောက်တနက်ပြစ်ဖောက်တယ်ဆိုတော့အရသာပြည်သူနဲ့သာရံဖြစ်မယ်ဆိုရင်ပြင်းမြန်းတတ်မလားဗျခွေးကောက်ပွဲမှာပါဝင်ကြမယ်ဆိုတဲ့ပါတီဥက္ခရာကြီးတွေရဲ့အဆင့်အတန်းတော့စမ်းတွေကိုကျွန်တော်တို့ဒီနေ့ကြားရမှာဖြစ်ပါတယ်။နောက်တဲ့အရန်ကိုစမ်းလိုက်တာကဖယ်ခုကုနေတဲ့မင်းအောင်လိုက်အကြောင်းလဲကျွန်တော်တင်ပြပေးပါမယ်။ ဟာရှေကောက်ပွဲရလာတော့မယ်ဘာရီမြန်အတားဆီးတွေဖြစ်မလဲဘာရီမြန်အနောက်ရှက်တွေဖြစ်မလဲပြာရာတွေခတ်ပြီးတော့အခုဖေကူကုနေတယ်ဆိုတဲ့အကြောင်းနေကြားထရပါတယ်ရန်ကောင်းတဲ့ဒီခုလည်းရှိပါသေးတယ်ကျွန်တော်ရင်မိသားစုဝင်နေဖိုဒီမမနဲ့ကျွန်တော်တို့အဘက်ကနေပြီးတော့ရန်တန်ပြစ်ခတ်မှုအဲ့ဒီရန်တန်ပြစ်ခတ်မှုကချက်ချက်ဝဆန်ကန်တန်းတော့တိုးသွားတယ်ဗျာဆိုတော့ ကျက်ကဆံကိုတိုးသွားတယ်အဲကျွန်တော်တို့ဒီမှာစကားလေးတွေเนาะတစ်ခါကြာရင်ကျွန်တော်တို့အရန်လဲဟိုနော်မလို့အဲလောလောလင်းလောပြောတဲ့ခါကြာရင်အမားလေးတွေလဲပါတတ်တယ်ဗျကျက်ကဆံအိုတိုးဟုတ်ပြီကျက်ကဆံကိုဘလို့တိုးရဘလို့တိုးသွားတာလဲဆိုရင်အကျန်ဖက်စစ်ခွေးတက်ရှိတဲ့နေရာကိုတက်တယ်ကြီးကြာပြီးတော့ဂိန်းဆိုတဲ့အတန်တော့မထွက်ဘဲနဲ့ဝီဇီငရဲကိုမက်ဆစ်ကိုက်ချင်ပြပါစောက်တို့ဆင်းသွားရတယ် ဆိုတော့တိုက်ပွဲတွေမှာရှိတယ်ကျွန်တော်ရဲ့မိသားစုဝင်တွေအဲကျွန်တော်တို့ကရန်သူရဲ့ဒါတနတ်တန်ကိုခံမှန်းပြီးတော့အဲ့နေရာကိုကျွန်တော်တို့ရန်တန်တိုက်ခတ်ရတာရှိပါတယ်ဟုတ်ပြီဒီအကြောင်းလေးကိုကျွန်တော်တင်ပြပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ချီကျွန်တော်ရဲ့မိသားစုတူးချင်းစတိုင်ကိုဒလီစာဖိတ်ခေါ်လိုက်ပါတယ်ဖေခုကုတဲ့အကြောင်းကိုအရင်စမယ်ဖေခုကုတယ်ဆိုတဲ့ဇာတ်ကားကကျွန်တော်တို့ဒါမြန်မာနိုင်ငံသားတွေနဲ့တော့ ိတ်တော့ဆန်းတဲ့စကားတစ်ခုမဟုတ်ပါဘူး။ဘေးရကြာတွေတောက်လျှောက်လှုပ်လာကြတာအကျံဖက်စစ်ခွေတက်တို့လည်းကြောက်တိတ်မှအလွန်အင်မတန်ကြောက်တာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ဟုတ်ပြီအာနာရှင်တွေဟာဘာရီလှုပ်ကြလားအာနာရှင်တိုင်းတော့ဇီဒီအကြီးကြီးတဲပြတယ်။ပြဖျားဘုံကြောင်းကအကြီးကြီးတွေစောက်ပြတယ်။ကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့အာနာရှင်တိုင်း လုံလိလုံထရှိတဲ့ဖယက်ကူဟုတ်ပြီခုမရအောင်လိုက်ဖယက်ကူကတော့ရေလဲကျန်းလိုက်သူတောက်ခဲနေမဟုတ်ဘဲနဲ့သူ့အောက်မှာရှိတဲ့သူတွေအကုန်လုံးကပဲဘေးရင်ရရာချင်းနဲ့ဘောက်လျှောက်ကုလာခဲ့တာရှင်းထွက်ရမယ်ဟေးဆိုတာ ਨੇ နောက်တန်းမှာကကျွန်တော်တို့ငပြောသည့်အုံးသီးတွေနဲ့ဆူတောင်းကြတယ်ကျွန်တော်သိတဲ့ငပြောသည့်အုံးသီးကတော့ အဲ့လေကျွန်တော်တို့တေသွားတဲ့အချိန်မှာအုံဒီခွဲကြတာဟုတ်တော့ကျွန်တော်မိသားစုနေကျွန်တော်တို့မြေမြုပ်တဲ့အချိန်မှာပေါ့နော်ကျွန်တော်တို့မြန်မာဒလိအတွင်းမှာကျွန်တော်တို့တွေ့ဘူးရေဗျာအာအချို့တော့ဒီအဲအကုန်လုံးတော့မလုပ်ပြီမယ်ပေါ့နော်ဟုတ်ပြီရိုးရရရိုးရဒလိထုံးတန်းနေနဲ့ပတ်သက်ပြီးတော့ပြောရတာလေအမှားပါတဲ့ခါကျရင်လည်းအာနာမိပါတယ်အကြမ်းပစခွေးတက်ကမင်းအွန်လိုင်းဟာတဲ့လက်ရှိပေါ့နော်မြန်မာနိုင်ငံမှာတဲ့ခံခံမှုအရှိဆုံး ကြွားလုံးထုတ်ထားတယ်။၎င်းတည်ထားတဲ့မာဝဝိဇယကြောက်စင်းဖျားကြီးမှာလူစီကားဖို့အတွက်ပြီးတော့လာမယ့်ရွေးကောက်ပွဲအောင်မြင်ဖို့အတွက်ရည်မှန်းပြီးတော့ဖယေကုကုနေချောင်းကြားသိထားရတာဖြစ်ပါတယ်။ဒါပြင်လူစီကားဖို့အတွက်ကိုလည်းပဲပွဲလန်းသဘင်တွေလှုပ်ဖို့စီယုံတင်းတင်းပြီးတော့လှုပ်ဆောင်နေတာကိုလည်းကျွန်တော်တို့တွေ့ရတယ်။ ကမ္ဘာပေါ်မှာတဲ့စခြင်းကြောက်သားထိုင်တော်မူဖះမြနဲ့ညံတော်အမြင့်ဆုံးဆိုပြီးတော့ကြွားလုံးထုတ်ထားတဲ့သူပြီးတော့မာဝိဇ္ဇဖះကစာပင်တည်တဲ့အချိန်မှာပေါ့နော်ကျွန်တော်တို့ NCDN ဝန်ထမ်းတွေမကြာခဏသွားပြီးတော့အာဘေးရင်ရကြတွေကျွန်တော်တို့လောက်တာတွေပြီးတော့အကျန်းဖက်စစ်ခွေတက်ကအဖွဲတွေပေါ့နော်အဓိကဖះကုကုဖះကုကုကိုသွားတဲ့နေရာတွေတွေ့ရပါတယ်ဟုတ်ပြီ အချို့သောသူတွေဆိုရင်အဲ့ဒီနေရာလူစီကားဖို့မင်းအောင်ဆိုင်ကညွှန်ကြားထားတဲ့အတွက်ကြောင်းသားတွေကိုလမ်းစိတ်ပေးပြီးတော့မှအလေအပတ်ပို့ရတယ်ဆိုတာကျွန်တော်တို့ကြားသိထားပါတယ်ကျွန်တော်တို့ចောင်းសៀរတွေရဲ့ဒါဘောเนาะသူတို့မိဘတွေရဲ့ရံပုံငွေဆိုတဲ့ခေါင်းစဉ်အောက်မှာပတ်စံနေရယူပြီးတော့မင်းအောင်လိုင်းရဲ့ညွန်ကြားချက်နဲ့လူစီကားဖို့အရေးတို့အရေးပေါ့ဗျာဆိုတော့ဂျာလေးက ဘာမသိညာမသိနဲ့ကလေးတွေကအဲ့ဒီဖះကိုသွားပြီးတော့ဖူးမြော်ရတယ်ပေါ့ဗျာလက်ပတ်ရတယ်ပေါ့လူစီကောင်းအောင်လုပ်တဲ့ပုံစံတစ်မျိုးပါသူ့အနေနဲ့ခုပြပြနေတာကလည်းရွေးကောက်ပွဲအတင်းဆောင်ဖြစ်လာမလားလုပ်နေရင်းနဲ့ဘယ်တရားမှာဘာဖြစ်မလဲစတာရီနဲ့စိုးရင်ပူပန်နေရတယ်နေပိတ်နိုင်ညံ့အိမ်နိုင်ဖြစ်နေပါတယ်ကျွန်တော်ရဲ့မိသားစုဝင်တွေတော်တော်လေးတနာဖို့ကောင်းတယ်နော်တရားကြဖို့လည်းကောင်းတယ်ဒါကြောင့်မို့လို့လည်းဖြေခုခုနေတယ်လို့ကျွန်တော်တို့တွင်သတင်းအင်းမြစ်တွေကကျွန်တော်တို့သိရှိထားရတာဖြစ်ပါတယ် ဒီကောက်ပေါ်နဲ့ပတ်သက်ပြီးတော့အလွန်အင်တန်စိုးရင်ကြောက်ကြမှုတယ်သူခီစည်းခံစားနေရတယ်အနာတဲမိတဲ့နောက်ပိုင်းမှာသူ့ကိုယ်သူယာယီတမရလို့သုံးနှုံးပြီးတော့စကောင်းဆောင်ကျမ်းဖတ်မင်းအောင်လှိုင်ကငွေချေတန်းပေါင်းများစွာအခုံကြခံသုံးဆွဲပြီးတော့သူတို့အဓိကရုံးဆိုင်တဲ့နေပြီးတော့မှအဲ့ဒီဇေဒီအဲ့ဒီဖျားကြီးကိုတည်ထားခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီဖျားနဲ့ပတ်သက်ပြီးတော့ဒီဇေဒီကြီးနဲ့ပတ်သက်ပြီးတော့မင်းအောင်လှိုင်ကတော်တော်လေးကိုဒါကြွားပါတာကိုလည်းကျွန်တော်တို့အရှိတမှာတွေ့ရပါတယ် တော်ငလေလုံးတော့ဗျာဒီဒီဒီဘာမှမဖြစ်ဘူးဘာညာပေါ့နော်ကြောက်တော့ဟိုဒီစစင်ကြောက်ပေါ့နော်စင်ကြောက်မှာထွင်းထုတ်တာလားဟိုဗျာဘာဖြစ်မလဲဘာမှဖြစ်စရာမှမရှိတာဆိုတော့အခုတော့ပိုင်းတွေမှာဒီတက်နဲ့ပတ်သက်တဲ့သူတွေဟာအဲ့ဖြေဖြေခုကုတဲ့အဓိကနေရာအဖြစ်အဲ့ဒီစီဒီကြီးပေါ့ဗျာအဲ့ဒီကျွန်တော်တို့မာယာဝိဇ္ဇယဒါကြောက်စင်းရုပ်ထုကြီးကိုအဓိကအသုံးပြုနေတာကိုကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ် ခြေတန်းဖက်တဲ့ကျွန်တော်တို့အာတယင်းတွေတမတွေပြီးတယင်းမှုတွေအာရာရှိဂရောတွေဟာဒီသူတို့လောက်ကြားလို့ရဲ့အမည်နာမတွေနဲ့ဒါငါပြောသည်ပုံဒီပွဲတွေမှာထိုးပြီးတော့ဗောနော်ဘေးအနေကင်းရှင်းဖို့အတွက်အာပြီးတော့အာဘာညာဖြစ်ဖို့ပေါ့ဗျာဆူတောင်းတာတွေကိုလည်းပဲအဲ့ဒီအဲစီဒီကြီးမှာဗောနော်အဲ့အဲ့ဒီဖျားမှာဗောသွားပြီးတော့ရေကြာတွေခြေကြတယ်ဗောနော်ဟောဖျားလည်းတော်တော်နားကြီးမယ်ထင်တယ်ဗျာ ဘာလို့လဲဆိုတော့အရှိမလဲသေတာကလည်းတောက်တောက်လဲပြီးတော့အနောက်မှာကလည်းတက်မလာဟိုမုဆိုးမာတို့ရွာကလည်းပဲငိုကြီးချက်မှပြီးတော့အာအချို့ပေါ့နော်အာတွားပြီးတော့ရှေ့တန်းရောက်လိုက်အာဖျားစီတွားလိုက်အာပြီးတော့ဖျားမှာဆူတောင်းလိုက်ပြီးတော့ရကြာတွေခြေလိုက်အာကျွန်တော်တို့ကစီမီတွေထွန်းလိုက်အဓိကတော့အဲ့ဒီမှာစီးပွားဖြစ်သွားတာတော့ငပြောသည်အုံသည်ကျွန်တော်တို့ပွဲထိုးပြီးတော့ရောင်းတဲ့သူတွေကစီးပွားဖြစ်နေတယ်လို့ပဲကျွန်တော်တို့ ြာတိထားရပါတယ်။ဘာလို့လဲဆိုတော့သူတို့ရကြတဲ့ခြေသူတို့ပြေကူကုနေလဲပဲရှေ့မှာသွားတယ်သူတို့လင်းတော်မောင်တွေကအိမ်ပြန်မရောက်ဘူး။ဆိုတော့ TikTok တွေမှာဆိုရင်လည်းပဲကျွန်တော်တို့အများကြီးတွေ့ရတာကအကျန်ဖက်စစ်ခွိတက်ကအသူတို့ရဲ့အမိမတွေပေါ့ဗျာမိမတွေငိုကြွေးနေတာတွေပဲကျွန်တော်တို့နေ့စဉ်တွေ့နေရတာပါ။ဆိုတော့မင်းအောင်လည်းဥဆောင်ပြီးတော့ပြေကူကုတယ်ဆိုတဲ့ကိုကအိုက်ထက်အခြေအနေစိုးဖို့ပဲဖြစ်ပါတယ်။ဟုတ်ပြီ။သူ့ကိုသူတော်မှမကယ်နိုင်တာဗျာ။ မြောက်လိုင်းခိုင်းတဲ့အတိုင်းမြောက်လိုင်းလှုပ်တဲ့အတိုင်းလိုက်လှုပ်နေတဲ့သူတွေလည်းတကယ့်ကိုယူပါလို့ပဲကျွန်တော်ပြောချင်ပါတယ်ဟုတ်ပြီအဓိကသတင်းတစ်ခုလည်းကျွန်တော်ဖော်ပြချင်တယ်ဗျအဲ့ဒါကရေမြုပ်မပါနာပါတီဥက္ကရာကမိမနဲ့ရင်ဖြစ်တဲ့အချိန်မှာတနက်ပစ်ဖောက်လိုက်တယ်လို့မော်လမြိုင်မှာနာမည်ကြီးနေတာပါဟုတ်ပါတယ်လစားမှုနဲ့ရဲကပြုတ်သွားတဲ့နောက်ပြီးတော့ယာဇွတ်ကောင်လိုလည်းပြောလို့ရတဲ့ကောင်ဖောက်လဲကြဘူးပါလေ မော်လမြိုင်ခြေဆိုင်အမျိုးသားအချိုးစည်းဝါတိုးတက်ရေးပါတီဥက္ကရာတန့်စော်ဇနီးတဲ့နဲ့ရန်ဖြစ်ပြီးတော့စိတ်ထိန်နိုင်မင်းနဲ့တလက်ပြဖောက်ခဲ့တယ်လို့ကျွန်တော်တို့မော်လမြိုင်ဒေသခံတွေကဒီပေးပို့ထားတာဖြစ်ပါတယ်မုံကြီးနဲ့မော်လမြိုင်မြို့နယ်မြိုင်ပါရာဖခင်လန်းနေတန့်စော်ဆိုတဲ့ကောင်ကတဲ့နိုဝင်ဘာနေ့ရက်နေ့ညနေပိုင်းမှာ၎င်းရဲ့အိမ်မှာမိမဖြစ်တဲ့သူနဲ့စကားများရန်ဖြစ်ကနေစပြီးတော့တနက်ပြဖောက်ခဲ့တာဖြစ်တယ်လို့သိရှိထားရတယ်ဆိုတော့တန့်စော်ဆိုတဲ့ကောင်ရဲ့ ဒါအနားမှာနေတဲ့သူတွေကအတီးပြုတ်ထားတာဖြစ်ပါတယ်တို့လူများကလည်းမကြမကြရံဖြစ်ထက်တယ်တဲ့ဘယ်လောက်ထိမကြမကြလဲဆိုရင်နေတိုင်းနေပါပါပဲတဲ့တနပ်ပြဖောက်တာကလည်းခုမှပါတဲ့ဒါပေမဲ့တရားထွက်လာတာလည်းပြီးတော့သူ့အိမ်ထဲကထွက်လာတယ်လို့ကျွန်တော်ဒေသခံတွေကပြပို့ထားတာဖြစ်ပါတယ်ကျွန်တော်ပပီဩကတာတွေကိုမင်းအောင်လှိုင်ကတနပ်ထုတ်ပြီးထားတာလားမိမရဲ့ရင်ဖြစ်တာတော့မှ တနက်ပြဖောက်တယ်ဆိုတော့ကျွန်တော်တို့အချက်သားပြည်သူနဲ့ပြဿနာတက်ရင်သူပြတ်တယ်မှာဟုတ်တယ်သူမကျင်တဲ့သူတွေဆိုရင်အဲ့တနက်နဲ့သူရှင်းတော့မှာသူမိမတော့သူမနိုင်တာသူကပါတီဥက္ကဋ္ဌတယ်ဟော sorry နော်ကျွန်တော်ရမိသားစုနေမိမနိုင်တာတွေမနိုင်တာတွေကိုကျွန်တော်အထက်သွင်းပြောတာလေးပေါ့နော်အချို့ကျွန်တော်ရဲ့အမျိုးသမီးတူတွေတော့နော်အဆင်ပြေတာရှိရင်တောင်းပန်ပါတယ်ပြောချင်တာကတော့ဗျာ ကိုမိသားစုစစ်စီလုံးလုံးတိုက်တိုက်ဝန်းဝန်းညီညီချင်းချင်းဖြစ်အောင်အောင်မှမဖန်တင်းနိုင်တဲ့ကောအခုရက်ွက်ကသတင်းပို့လာပြီနေတိုင်းနေပါရံဖြစ်တာသူမိမနဲ့ဆိုတော့သူကအမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီဆိုတော့ဟာတတော်အံ့ဩကောင်းတယ်နော်ကျွန်တော်တတော်လေးကိုဒါတွေကိုကြားတဲ့အချိန်မှာ တရားတွေလည်းပေါက်ထားတယ်ဗျာတကယ်ပါပဲဟုတ်ပြီတန်းတော်ဆိုရဲကောင်မုံမီနဲ့ခြေဆက်မျိုးသားကျိုးစီပါတိုးတက်ရေးပါတီဥက္ကဋ္ဌပြည်အကြံဖက်စစ်ခွေးတက်ပြုလုပ်တဲ့အာပါတီနဲ့ဒါဖိတ်ကြားထားတဲ့ပွဲတွေကိုတက်ရောက်ခွင့်ရခဲ့တယ်ပြီးတော့လည်းမြောက်နိုင်ခံထားတဲ့စစ်ဘူချုပ်တီနဲ့လည်းဓပုံတွဲရိုက်ပြီးတော့ထင်ရှားလာတဲ့သူလည်းဖြစ်ပါတယ်အခုသူလုပ်နေတဲ့အလုတ်ကန်အဲ့ဒီလုတ်ကန်အကြောင်းလေးလည်းပြောချင်ပါတယ်လက်ရှိလုပ်နေတဲ့အလုတ်ကန်ဟာတဲ့ ဌာနဆိုင်ရာတွေနဲ့ပတ်သက်တဲ့ကိစ္စတွေကိုလိုက်လုပ်ပေးနေတဲ့ပွဲစားဂျာပွဲစားဖြစ်ပါတယ်အနာရှိတဲ့သူတွေနဲ့တပ်ဖို့တွဲရထားတယ်ချိုးထုတ်ပြီးတော့ဗောဗျာပိုင်တယ်ဗောဗျာသူကတော့ပဲဗိုလ်ချုပ်နေမှာတော့ဗစက်ထဲမှာရှိတာလေးလဲပြောနမိုရဲကလည်းပဲအဲရဲပြုတ်လဲဖြစ်တော့ဗျာတော်ကီလေးတော့နည်းနည်းလေးကောင်းရင်ကောင်းပါဗောဟုတ်ပါတယ်သူကနည်းနည်းတော်ကီကောင်းတယ်လို့လဲကျွန်တော်ကြားသိထားရတယ်မောင်မြမျိုးကဌာနဆိုင်ရာတွေကိုအဲ့လိုမျိုးကျွန်တော်တို့ဗျာအခင်းဖြစ်ပွားတဲ့ ကိစ္စတွေပြီးတော့ဌာနဆိုင်ရာနဲ့မဖြစ်မနေလုံးလုံးဝမဲ့နေရာတွေမှာသူကကြားခနေပြီးတော့ပွဲစားလုပ်တာဖြစ်ပါတယ်အဲ့အဲ့လို့လည်းရှိတယ်เนาะကျွန်တော်မိသားစုလုပ်ကောင်းမယ်ထင်တယ်ဗျတခုခုဗျာကျွန်တော်တို့ဒါဌာနတခုတခုလိုချင်တာတွေပဲဖြစ်ဖြစ်ရှောက်ထားချင်တာတွေပဲဖြစ်ဖြစ်ဒါလည်းညပတ်သက်ပြီးဆိုရင်သူကကြားလိုက်ကနေတော့အအကျိုးဆောင်ပွဲစားလုပ်ပေးနေတယ်ဗောနော်ဟုတ်ပြီတယ်ဝင် agent တော့မဖြစ်နိုင်ဘူးလို့တော့ကျွန်တော်ထင်ပါတယ်ဒီလိုပဲခွေးတော့ပေါက်ကဝင်ပြီးတော့ငါဟိုကောင်နဲ့ပိုင်တယ်ဒီကောင်နဲ့ပိုင်တယ်နောက်ဆုံးဗျာစေရင်မှုနဲ့တိတဲ့ကောင်တော်မှလမ်းသွားရင်ဘယ်လိုလဲဒီလိုဒီလိုဟုတ်ပြီအဲ့ဒီတော့အဲ့တကယ်ကိုနမည်ပြည့်နဲ့ကြော်ကြားနေတဲ့သူတွေဖြစ်တယ်မောကျွန်တော်တို့မော်လမြိုင်သားတွေအကုန်လုံးတိတယ်မြန်မာလက်ထက်မှာသူကပါတီဥက္ကရာဖြစ်လာတာလည်းမဆန်းဘူးတဲ့မော်လမြိုင်မျိုးပြုံမွန်ရက်နေတဲ့မျိုးသားဥက္ကရာပြောတာပါ ရေးပွားတို့ကလည်းမော်တော်ပီကင်နဲ့တပွင်းလို့ပြောကြတာရယ်ပြီးတော့ရဲတွေလက်စားတာလည်းမထူးဆန်းဘူးတဲ့ဒီကောင်ကတော့ပြုတ်တဲ့အဆင့်ထိလက်စားထားတဲ့ကောင်ဖြစ်တယ်မိမကိစ္စတွေမှာလည်းပဲဆရာအဆင့်နာမည်ကြီးတဲ့သူလို့လဲပြောပါတယ်ဟာအချမ်းဖက်စစ်ခွတ်တက်ကတပွင်းတော်လေးရသွားပြီဆိုတော့မိမလိုက်စားတဲ့ကောင်တွေပဲကျွန်တော်တို့ကြားနေရတာနော်ဟုတ်တယ်ကြောက်ရင်မိသားစုဝင် အားကြောင့်လည်းပဲပြီးခဲ့တဲ့ရက်ပေါ့နော်ကျွန်တော်တို့ online ပေါ်မှာအရန်ကို hot သွားတယ်ကျွန်တော်တို့ rap အဆိုတော်အဖွဲ့စင်ပေါ်ကနေပြီးတော့ကွန်လုံးနေဖြတ်ပြီးတော့អော်တာလीဆိုတော့အမျိုးဖာတာတာကနာမင်း online ကြီးရဲ့အရှိမလွတ်ဆောင်နေတဲ့ကျွေးကြော်နေတဲ့အတန်တွေနဲ့အနောက်မှာဖြစ်ပြနေတဲ့အဖြစ်ပြက်တွေက ဘလို့လဲကန့်ညင်မှုရှိရလားတကယ်ပါပဲတကယ်ပါပဲတကယ်ကိုပြန်ပြဖြစ်နေတာအပြီးတော့မှအဖန်စီဟေးပါရညာလေးပေါ့နော်ဟုတ်ပြီအဲ့ဒီတော့ငါတဲ့ဘသူဘလို့ဒူးထောက်ပါမလဲဆိုတာလေကောင်းကောင်းကျွမ်းကျင်နေတဲ့သူရဲ့အဓိကကျွမ်းကျင်မှုကတဲ့ तू ကဂါတက်တာလို့လဲသိရပါတယ်သရင်ပြဖို့ထားတဲ့သူကိုလည်းကျေးဇူးအထူးတင်တယ်သရင်ပြဖို့မှုချက်ကအရန်ကိုတိကျတယ် အကျွမ်းကျင်ဆုံးကတဲ့ဘယ်ကောင်ဟိုဘယ်လိုမျိုးဒူးထောက်ပြီးတော့ဘယ်လိုပေါင်းရမလဲဘယ်လိုကဖားရက်ဖားလုပ်ရမလဲဆိုတာသူရဲ့ကျွမ်းကျင်နဲ့အမှုကျင့်ဖြစ်တယ်ပြီးတော့သူကဂါတာပေါ့ဗျာကျွန်တော်တို့ဒါဂါတယ်ဆိုတဲ့စကားကအဲတော်ရဲ့ဟိုနိုင်ငံသားမှရှိတယ်ကျွမ်းကျင်မိသားစုဝင်တယ်နော်အဲ့စကားညနေတော့ဟိုစမ်းနေမယ်ထင်တယ်ဗျာဟိုလက်ပင်းဟိုကျွန်တော်တို့လက်ထိုးတာပေါ့ဗျာလက်တူးလက်ထိုးတာကိုကျွန်တော်တို့အချို့ဒီရက်ကွက်ဘန်းစကားအနေနဲ့ဂါတယ်လို့လည်းသုံးကြတယ်ဗျာကျွန်တော်တို့အဲ့စကားကိုမသုံးတက်တာကြာပြီဗျာအခုမှပြန်တွေ့တာဆိုတော့ငါကလက်ထက်မှာ မပါတာပါဠိဥက္ကဋ္ဌဖြစ်လာတဲ့ကောင်းမိမနဲ့ခဏခဏယံဖြစ်အခုဆိုရင်တဏ္ဍပါပြစ်ဖောက်ပြီးတော့မိမကိုချိန်ချောက်ပြစ်တက်ဖို့ကြိုးစားနေတဲ့အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီဥက္ကဋ္ဌဆိုတဲ့တန့်စော်ဆိုတဲ့ကောင်းကျွန်တော်ဒီကောင်းဆိုဝင်နေစဉ်းစားတော့ ကိုမိသားစုတော်မှာကိုအေးကြမ်းကြမ်းတိတိငင်ငင်မဖော်ဆောင်နိုင်တဲ့ကောင်ကအမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီဥက္ကဋ္ဌတယ်ဆိုတော့ကျွန်တော်မနေ့ကလည်းပြောခဲ့တယ်အမှုပညာရှင်တွေတနတ်တွေတရားဝင်ကန်ဆောင်ခွင့်ပြုထားကြတယ်ဟုတ်အရှိမလည်းပဲ license နဲ့ကန်ဆောင်ဖို့ဘာညာဆိုပြီးတော့တို့လို့အဲ့အတန်မာတွေကကြောက်မိသားစုဒီကောင်နေပြင်ဆင်ပြီးသားပြင်ဆင်ပြီးသားအခုလည်း ါတီဥက္ကဋ္ဌကောင်ကြီးလက်ထဲကိုဂန်းနေရောက်လာပြီဆိုတော့ကျွန်ရယူကြီးရဲပေါ့ကျွန်ရလူကျွန်တော်တပွဲဝင်တွေကိုပဲအတိပေးတာပါဒီကောင်ကြီးကလူရှင်အောင်ခါးကြားတွေမှာတနတ်ထိုးပြီးတော့သူတို့စီးတဲ့ကားရဲ့ဒီ box တွေမှာတနတ်တွေထည့်ထားတယ်ဒါပေမဲ့များသောအဖြစ်ကဒီကောင်ကြီးဘောင်းဆွဲချိန်ခရစ်ကာလဲကိုလက်တောင်ထည့်ချိန်တော့မရဘဲနဲ့ပဲခိန်သွားတာများတယ်ကျွန်တော်မိသားစုဝင်တွေတောက်လျှောက်ကြားမှာပါ ဟုတ်ပြီဒါတော့လက်ရှိမြန်မာနိုင်ငံအောက်မှာဥက္ကရာဥက္ကရာဥက္ကရာပါတီလူကြီးပါတီလူကြီးဆိုတဲ့အကောင့်တွေရဲ့အမှုအကျင့်ဇိုက်လက္ခဏာတွေကိုကျွန်တော်ထင်ရှားစွာတွေ့နေရတာဖြစ်တယ်လက်ရှိချိန်မှာတော့အဲဒီတန်းတော်ဆိုတဲ့ကောင်ကနေပြဖောက်ပြီးတော့အနီးပဝင်းချင်းမှာရှိတဲ့ပြည်သူတွေကတော့ထိတ်လန့်ဖြစ်တာပေါ့ဗျာပြည်သူလက်ထဲမှာဘာမှမရှိတာဘို့ဗျာဒီကောင်တွေကတော့တနတ်နဲ့ပတ်စံနဲ့ကားနဲ့ ။ဆိုတော့လည်းပဲအမြဲခံရတာပြည်သူပဲပေါ့ဗျာ။ဟုတ်ပြီ။အချို့ရှင်းစရာရှိတယ်ရှင်းမယ်ဆိုရင်လည်းမြင်မြန်ဆန်ဆန်ရှင်းလို့ရအောင်ကျွန်တော်ဒီကနေပြီးတော့သတင်းပေးပို့တာဖြစ်ပါတယ်။ဟုတ်ပြီ။နောက်တစ်ခုကကျွန်တော်အရှိမပြောတဲ့စက္ကန်းဆန်အိုတို့ ဖိုတီမမနဲ့ရန်တန်ပစ်လိုက်တာကျွန်တော်ရဲဘော်တွေကလည်းဝန်ခံတယ်ကျွန်တော်တို့အဲ့ဒါကိုရန်တန်ပစ်လိုက်တာပါတဲ့ကျွန်တော်လည်းပြောပြသားကျွန်တော်တို့ပိုက်ပွဲစစ်မြေပြင်တွေမှာဆိုရင်ကျွန်တော်တို့အချို့ဒီရန်သူတို့ပေါ့နော် face to face မြင်နေပြီးတော့ကျွန်တော်တို့အရုပ်ရှင်ကားတွေမှာလို့ပေါ့နော်အအကြီးစံတွေကိုရှောင်တင်းပြီးတော့ပစ်ကားလည်းပွဲတွေမဟုတ်ဘူးကြောက်ရင်မသားစုငယ်တယ်တိုးတာတက်တာဒီကောင်တွေကလည်းပဲជីကိုမျက်ွယ်တွေနဲ့တိုးတာတာပဲကျွန်တော်တို့ကជីကိုမျက်ွယ်နဲ့ပစ်ကားတာတွေပဲဆွဲကကျွန်တော်အမာပြော့နဲ့ခွဲခြားနှိုင်နဲ့ရဲဘော်နဲ့ ကျွန်တော်တို့ပြအားသုံးနိုင်တဲ့အခြေအနေတွေပြီးတော့နေမြေကျွမ်းကျင်တဲ့အခြေအနေတွေပေါ်မူတည်ပြီးတော့ပဲပွဲပွဲကအဆုံးဖြတ်ဖြစ်သွားတာပါဆိုတော့ရန်သူရဲ့ပြစ်တက်ဒါအာတနတ်တန်တွေပေါ့ဗျာတနတ်တန်တွေလက်နက်တန်တွေကိုနားဆွင့်ပြီးတော့ကျွန်တော်တို့ command area တွေကိုကျွန်တော်တို့ပစ်ချပြီးတော့ခြေမုံတဲ့အခြေအနေတွေလည်းကျွန်တော်တို့အများကြီးတွန်းရတာရှိတယ်အခုခြေနေရာလည်းအဲ့လိုမျိုးပါပဲ40မမတုံးပစ်ကျွေးလိုက်တယ်အချမ်းဖက်စစ်ခွေးတက်ကအုတ်သေးကိုကြပြီးတော့ရှင်းသွားတယ်ဆိုတော့အเจ้าမှာအဲ့ဒါကကျွန်တော်တို့ ပခုတ်ကူမှာဖြစ်သွားတဲ့ကိစ္စပါလက်ရှိကျွန်တော်တို့အဲစောက်တန်းတပ်ဖွဲ့တွေကလည်းပဲတရဝင်ထုတ်ပြန်ကြေညာချက်မှလည်းတွေ့ရမှာဖြစ်ပါတယ်ကုံကားလိုငွေကြေးတောက်ကျူနေတဲ့ဒါခွေးတွေကိုကျွန်တော်တို့အဲစောက်တန်းတပ်ပေါင်းစုကနေပြီးတော့ဝင်ရောက်ပြစ်ခတ်ခဲ့တာဖြစ်တယ်အဲ့ဒါကကျွန်တော်တို့ဗျာဒီပခုတ်ကူလေးရင်ကွင်းနဲ့ပခုတ်ကူလေးရင်ကွင်းထိပ်မှာကုံကားတွေမှာငွေကောက်ခံယူနေတဲ့ပေါ့နော်ရဲခွေးတွေကိုပြစ်ခတ်တဲ့ပွဲစဉ်မှာပါ ပထမကျွန်တော်တို့ပြစ်ခတ်မှုအပြင်မှာကျွန်တော်တို့ဒါရဲခွေးတွေကိုကျွန်တော်တို့အသေးဖန်းစီရမိခဲ့တာရှိတယ်ပြီးတော့အဲ့ဒီမှာရဲကောင်နဲ့ပေါ့နော်သူရဲ့မိန်းမဖြစ်တဲ့သူကိုဝင်ဆောင်အမျိုးသမီးကိုလည်းပဲကျွန်တော်တို့အရှင်ဖမ်းမိခဲ့တယ်ဆိုတော့ဒီပြစ်စင်မှာကျွန်တော်မိသားစုနေကျွန်တော်ပြောချင်တာရှိတယ်ဗျဖန်းစီထိမ့်သိမ်းထားတဲ့၎င်းရဲဤမိန်းမဖြစ်သူကိုဝင်ဆောင်ထားတာ၅လရှိလို့လိုအပ်တာတွေကိုစစ်စင်း မင်းမြန်ပြောဆိုပြီးတော့မွေးလာမဲ့ကလေးအတွက်တန့်ညာကကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြန်လှုပ်ပေးလိုက်တယ်အရှမ်းကိုအမှုပညာဆန်လေကျွန်တော်တို့တော်လိုက်ကြီးကအရှမ်းကိုနူးညံ့နေကျွန်တော်အမြဲတမ်းပြောနေကြကျွန်တော်တို့ချစ်လုံအားကြီးလို့တော်လိုက်လုပ်နေတာ ကျွန်တော်ဗီဒီယိုကိုကြည့်နေတယ်ကျွန်တော်ရင်ဒါစုတူးချင်းစီတိုင်းကိုကျွန်တော်ရဲဘော်ရှမ်းလေးအရန်ချက်လုံးတော့ကျွန်တော်တော်လိုင်းလုပ်နေတာဖြစ်တယ်ကျွန်တော်လည်းဂျီဘော်စီလုပ်လို့ရတာပဲဘာမှပြဿနာမရှိကျွန်တော်လည်းတာမန်အခြေအနေတစ်ခုကအဖွာလာတာမဟုတ်ဘူးကျွန်တော်လည်းကျွန်တော်ရဲ့အခြေအနေတစ်ခုရှိပြီဒါပေမဲ့ကျွန်တော်နိုင်ငံမှာနှစ်ပေါင်းများစွာတွေက အကြမ်းဖက်တပ်ဖြတ်ခံနေရတဲ့အခြေအနေတွေကိုကျွန်တော်တို့မမြင်ချင်အောင်မဆောင်နိုင်ဘူးကျွန်တော်လူပိသားချင်တယ်ပြီးတော့ကျွန်တော်နိုင်ငံအတွင်းထဲမှာရှိတဲ့ကျွန်တော်တို့တိုင်းသားတွေအားလုံးကိုကျွန်တော်တို့အယမ်းချစ်လုံတော့ကျွန်တော်အပြင်းမှန်ခံပြီးတော့တော်လန်ရေးထဲမှာပါဝင်နေကြတာဖြစ်တယ်အခုတိုက်ပွဲအတွင်းမှာရဲမင်းမကိုဝင်ငါးလလွေထားတယ်မင်းမြင်စရာရှိတာလေးမင်းမြန်ပြီးတော့ကောင်းကောင်းမွန်မွန်ပြန်လှုပ်ပေးလိုက်တယ် မွေးကွာလာမဲ့ကလေးအတော့တညာပြီးတော့ပြန်လို့ပေးလိုက်တာဗျာလောက်တောင်ချက်ချင်းတရားလေးနဲ့ပြည့်နှက်နေတဲ့လူငယ်တွေလေဒါအမှန်တရားပါကျွန်တော်ရင်မိသားစုဝင်နေသူတို့အတွက်ဂုဏ်ယူပါတယ်လေးစားပါတယ်လို့ပြောရမှာထပ်တော့ပို့ပြီးတော့ပြောချင်ပါလားဟုတ်ပြီအဲ့ဒီတိုက်ပွဲအတွင်းမှာကျွန်တော်တို့ခွင်းနှစ်ကောင်ရှော့သွားတယ်တကောင်ကတော့ဖန်စီရမိထားတယ်။ MA1 တက်လက်နဲ့ဒါဆိုင်ကယ် ။တစီလေသိသိရမိထားတယ်။စစ်စေးချက်တွေမှာတော့ရတသားကိုယီမွန်အသက်28လ28နှစ်လာ21116လုံးသက်6နှစ်ပခုတ်ကူမြို့နယ်ရေစကန်တာဝန်ကြနေတယ်ဖြစ်တယ်။ပြီးတော့ပခုတ်ကူကကျွန်တော်တို့ဇာတိပေါ့နော်။ဒါသူနေထိုင်တဲ့နေရာဖြစ်ကြောင်းကိုလည်းပဲကျွန်တော်တို့သိရှိထားရတာဖြစ်တယ်။ဆိုတော့ကျွန်တော်တော်လန်ရေးဟာကျွန်တော်ရဲ့မိသားစုဝင်တွေတခါတည်းမှာကျွန်တော်တို့ကအဲ ယန္တုဟာယန္တုလူမျိုးတုံ့ပြန်နေတယ်ကျွန်တော်အားလုံးသိရှိပြီးပါပြီကျွန်တော်မိဘပြည်စီတော်မှာအားမလို့အားမများပြောနေတာလည်းလည်းရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကယန်ကိုတညာလွန်အားကြည့်ကြတယ်ပြီးတော့ချက်ချင်းတရားတွေနဲ့အခုလူပုံဖော်လာကြတာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်မကြမကြပါပဲကျိုးစမြင့်ပြင်းနေမှာဆိုရင်ကျွန်တော်တို့စစ်တုံ့ပန်းတွေရတယ်တိုက်ပွဲတွေမှာဆိုဒဏ်ရတာရှိတယ်ဆိုတော့ကျွန်တော်ရဲဘော်တွေတွေးလို့နေတဲ့စစ်ခွေးကို သူတို့သွေးကိုဖောက်ပြီးတော့လှူကြတယ်လှူတယ်ပေါ့ဗျာသူသွင်းပေးတယ်ဗျာကောင်းကောင်းမွန်မွန်ကျွန်တော်တို့စိတ်ကုသပေးတယ်ဒါကျွန်တော်တို့မန်စီထိမ့်သိမ့်တဲ့နေရာမရောက်သေးဘူးကျွန်တော်နောက်တန်းကိုပြန်မရောက်သေးဘူးလန်ခုလက်မှာပဲစလစ်တောက်ချင်တယ်ဆိုလဲစလစ်တိုက်သေးတယ်အလောက်ထိတောင်မှဗျာကျွန်တော်တို့လူငယ်တွေသူရဲ့စိတ်ကျွန်တော်တို့မြင်တွေ့ရတခါတည်းမှာကျွန်တော်ချက်သိမ့်အောင်ထားမိတယ် ကျွန်တော်ကိုယ်နိုင်လည်းဖျက်သန်းခဲ့တဲ့ကာလတောက်လျှောက်လုံးမှာရုပ်မှာရိုင်းဆိုင်တဲ့လူရဲ့မျိုးကျွန်တော်တခါမှမစိတ်နေတော့မှကျွန်တော်ပြမခဲ့ဘူးကျွန်တော်ယူသားစွာတိုက်ခိုက်တယ်ချစ်ချင်းများစွာနဲ့ကျွန်တော်တော်လန်နေကြတယ်ဟုတ်ပြီဒီကနေ့မှတင်ပြခဲ့တဲ့အကြောင်းအရာတွေကြိုက်မိသားစုနဲ့အားနဲ့တက်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်လူငယ်တွေဟာတကယ်ကိုချစ်လုံးအားကြီးလို့တော်လန်နေကြတာဖြစ်ပါကြောင်းအများကြီးနဲ့ ီမဲ့ view ကိုနေုံချုပ်ပြစေနောက်လာတဲ့ view ကိုဒီတက်ပူကောင်းအောင်ကျွန်တော်စူးစမ်းပေးပါမယ်လနဘေးစစ်ဘေးကဘေးချောင်းနေကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိသားစုဝင်တအိုးချင်းစတဲ့ဘေးနဲ့ကင်းရှင်းပါတဲ့ကြောင့်လေးခန်းနဲ့စတောင်းရင်းနဲ့ကျွန်တော်ရေပေါ်ရှမ်းနေပါဗျာ